ားလုံးမင်္ဂလာပါရှင်။ MBN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေလည်းတော်လိုင်းအောင်ပွဲနေ့လေအခက်အခဲတွေ့လေဖြစ်နေရလို့အန်ယူဂျီဝန်ကြီးချုပ်ပြောတဲ့သတင်းဆုံးမနယ်မြေတွေအင်အားသုံးထိုးစစ်ဆင်ခံနေရပေမဲ့အစွမ်းကုန်ကာကွယ်မယ်လို့ပြောလာတဲ့ MNPD ရဲ့သတင်း မော်လမြိုင်မှာ73စီပြန်နေချင်း73စီခန္ဓာကိုဦးစားပေးလှူဆောင်နေရလို့စစ်ကော်မရှင်ခန့်မဝင်ကြီးချုပ်ပြောတဲ့တဲ့အရင်ထပ်ပုံမှုပေါ့မှုတွဲဆောင်ဆွေးနေတဲ့ဝါနဲ့မိုင်းလာကောင်းဆောင်တဲ့တဲ့စစ်မော်ဒန်တင်တန်းစဉ်တွေပေပါထွက် အလုံးလုံးခွင့်ပြုမယ်လို့မလုံးပေးတာတဲ့စစ်ကော်မရှင်ဝင်ကြီးရဲ့တဲ့ ။အပျောတိတိတ်ကအမှုပညာရှင် ဖန်တီးတဲ့ရွှေရင်သာဒေါ်လာ၁၀တန်းနဲ့လေလံတင်မယ်ဆိုတဲ့အဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပန်သတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါတော်လိုင်းအောင်ပွဲနီးလေအခက်အခဲတွေ့လေဖြစ်နေရလို့အန်ယူစီဝန်ကြီးချုပ်ပြောလာတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ် ရန်ကုန်လွတ်တော်ကစေစင်မြောက်အဖြစ်နိုဝင်ဘာ9ရက်မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတက်ရောက်လာပါတယ်။အခုဆင်နွှဲနေတဲ့တော်လန်ရဲ့အနှစ်သာရဟာနှစ်ပေါင်းများစွာဗဟုအချုပ်ကံမှုအောက်မှာဖိနှိပ်ခံနေရတဲ့ဒေတာတခုချင်းစီရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးတွေကိုအာမခံပေးနိုင်မှုဖြစ်တယ်လို့ဝန်ကြီးချုပ်ကအဲ့ဒီအစည်းအဝေးမှာပြောပါတယ်။အဲ့ဒီနောက်တစ်ဆက်တည်းဆိုသလိုຫນွေဦးတော်လန်ရဲ့ ီဟာ9နှစ်တည်းရောက်လာပြီဖြစ်သလိုတော်လင်းအောင်ပွဲနီးလေအခက်အခဲတွေ့လေဖြစ်လာနေရလို့မန်ဝင်းခိုင်တန်ကပြောပါရယ်ခီးဆုံးမရောက်သေးခင်ပပောင်းဆောင်ကနေတိုက်ပွဲဝင်ရင် ကို့ဒေတာတကူနဲ့လွတ်မြောက်ရေးထက်ပြည်အောင်စုတဝန်လုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေထက်သွင်းလှုပ်ဆောင်ကြဖို့လဲသူကတိုက်တွန်းပြောကြပါတယ်ဖက်ဒရယ်ပြည်အောင်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကြမ်းဖက်စစ်အုပ်စုကိုအပိတိုင်ဖြုတ်ချနိုင်မှာဖြစ်မယ်လို့အန်ယူဂျီခေါင်းဆောင်တွေတဲကတအိုးဖြစ်တဲ့မဝဲခိုင်တန်ကပြောပါတယ်ပီတောင်စုရဲ့ဘယ်ရက်ဒေတာမှမစိုးမြန်မာနိုင်ငံနဲ့နမိတ်အတွင်းဆရာနာရှင်နဲ့အာနာရှင်မျိုးဆက်တွေမရှိတော့မဲ့အခြေအနေမျိုးရောက်မှဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပ ေးဝအကောင့်ထဲပို့နိုင်မယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ဒါကြောင့်နိုင်ငံရေးတန်တမာရေးဗန်နာရေးဆာမျက်နှာတွေမှာအောင်မြင်မှုတွေရရှိအောင်တိုက်ပွဲဝင်နေကြသလိုစီးရေးဆာမျက်နှာအရှိန်ဟုံမြို့မတော်လင်းရဲဘော်တွေဟာကိုစွမ်းညံဆွဲရှိသမျှအစွမ်းကုန်စူးစမ်းနေကြတာဖြစ်တယ်လို့လည်းမန်ဝင့်ခိုင်တန်းကပြောပါတယ်။ သူ့မိခွန်းနဲ့ရန်ကုန်ဒေသဟာစကိုင်းမကွေးတို့လိုနည်းမြေစုံမမှုမရသေးပေမဲ့တော်လင်းရဲ့ခြေလန်းတိုင်းမှာနောက်မကြပဲလိုက်ပါနေသလိုရန်ကုန်တော်လင်းအင်အားစုရဲ့ကိုဒေသကိုနယ်မြေစုံမထင်းချုံနိုင်ရင်းနဲ့လွမြောက်နယ်မြေရရှိရေးကျိုးပန့်နေကြတာကိုတွေ့ရတယ်လို့ပြောသားပါသေးတယ်။ဝေဖန်မှုတွေခံနေရတဲ့အမျိုးသားညညရေးအစိုးရ NUG ကိုပြန်လည်ပြည်ပြင်ရေးတွေလှုပ်ဆောင်နေရလို့နှိဆက်သူတွေကပြောပြီးဝင်ကြီးဌာနတချို့မှအပြောင်းလဲတွေလုပ်နေရလို့ဆိုပါတယ်။ ဒုတိယအနေနဲ့စိုးမွန်နယ်မြေတွေအင်အားသုံးထိုးစစ်ဆင်ခံနေရပေမဲ့အစွမ်းကုန်ကာကွယ်မယ်လို့မန်းဘီဒီယာပြောလာတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်ရှင်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့လှုပ်ရှားစိုးမွန်နယ်မြေတွေဖြစ်တဲ့မန္တရားစင်ကူးနယ်တပိတ်ချင်းတို့ကိုတာလုံအင်အားသုံးပြီးထိုးစစ်ဆင်နေလို့ဒီနေ့မှအတည်ပြုလာပါတယ်။ ဒါကအာနာသိန်းဆေးအုပ်စုကလာမယ့်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာပြုလုပ်ဖို့ကြိုးပမ်းနေတဲ့အတူရောင်ရွေးကောက်ပွဲအတွက်တော်လိုင်းတက်တွေရဲ့ထိန်းချုပ်စုံမနေမြေတွေကိုပြန်ရဖို့ဖြစ်တယ်လို့လည်း MDYPDF ကဆိုပါတယ်။ MANPDF ရဲ့မတရားဆင့်ကူနဲ့တပိတ်ချင်းမြို့နယ်လိုမှာလေအတူရောင်ရွေးကောက်ပွဲပြုလုပ်ဖို့စစ်တပ်လောက်ကန်ရွေးကော်ကရာထားတာပါ။ဒါကြောင့်အဲ့ဒီဒေတာတွေမှာတနေ့ထက်တနေ့စည်ရေးတိုက်ပွဲတွေပုံမပြင်းထန်လာနေရလို့မန္တလေး PDF ကဆိုပါတယ် အဲ့ဒီဒေတာနဲ့ပီတိုရီအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ဘေးအနေကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့ကိုလည်းတိုက်တွန်းပြောကြားလိုက်ပါတယ်။တဆက်တည်းမှာပဲမန္တလေး PD ရဲ့အနေနဲ့အာနာတိန်ဆေအုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမယ်လို့ဆိုသလိုပီတိုတော်လိုင်းကြီးရဲ့အဆုံးသက်ပန်းနိုင်ကို ရောက်တဲ့အထိမဆုံမနှဲဆက်လက်ချီတက်သွားမယ်လို့ကတိပြုပြောဆို trobarem မန်းပီဒီရဲ့အနေနဲ့စစ်တပ်ရဲ့တာလုံအင်အားနဲ့ဝင်လာတဲ့ထိုးစစ်ကြောင်းနေမြေတချုံလက်လွတ်နေရတယ်လို့ဒေတာတွင် တော်လိုင်းတက်တွေကအသိပြုပေးထားပါဗျ။မန္တလေးတိုင်းမရယာမြို့နယ်တဲက MDY PD ရဲ့ထိန်းချုပ်ထားတဲ့ဆယ်တော်ချင်းရီလောင်တမန်နေမြေကန်တက်ဌာနချုပ်ရဲ့အဒီတဝိုက်ကပန်ဝင်းစင်နေရာတွေကိုနိုဝင်ဘာ9ရက်နေ့မှာပြန်သိမ်းခဲ့တယ်လို့စစ်ကော်မရှင်ကနိုဝင်ဘာ10ရက်နေ့ကထုတ်ပြန်ထားပါဗျ။တတိယသတင်းကတော့မော်လမြိုင်မှာ73စီပြန်နေချိန်73စီက ဏ္ဍကိုဦးစားပေးလုံဆောင်နေရလို့စစ်ကော်မရှင်ကမူဝင်ကြီးချုပ်ပြောတဲ့သတင်းမှာမွန်ပြည်နယ်မြို့တော်မော်လမြိုင်မှာ73စီရင်မျိုးစားတွေပြန့်လန့်နေတာတပတ်ကျော်ကြာနေပြီလို့တိသားခန်လေးစီကတီးရပါတယ်။ အခုနိုဝင်ဘာလဆန်ပိုင်းကစလို့အဲ့ဒီက73စီဆိုင်တွေမှာစီဝယ်မရတာတွေဖြစ်နေခဲ့ပြီးနောက်ပိုင်းမှာပုံမဆိုးရလာတာလို့ဆိုကြပါတယ်လက်တလောလူသုံးများတဲ့အောက်တဲ92နဲ့95တို့ပြက်လက်နေတာဖြစ်ပြီးအလွန်နေပါတဲ့ပမာဏအကန့်အသတ်နဲ့ဝယ်ယူနေရတယ်လို့ဒေတာကန်တွေကပြောပါတယ်ဒီဇယ်ကတော့အနည်းငယ်ဝယ်ယူနိုင်သေးတဲ့အချိန်မှာရှိနေသေးတယ်လို့ဆိုကြပါတယ်။ဒီလိုအချိန်မှာပဲမူရုံမြို့နယ်က ပူမပါဝါ International Port Terminal စိတ်ကံကိုစစ်ကောင်ရှင်ခန့်မွန်ဝင်းကြီးချုပ်အောင်ကြီးသိန်းကနိုဝင်ဘာ9ရက်မနေ့ကတွားရောက်ခဲ့တယ်လို့ဒီနေ့ထုံးစစ်ကောင်ရှင်ရဲ့သတင်းစာရင်းမှာရေးသားဖော်ပြထားပါတယ်အဲ့ဒီမှာစစ်ကောင်ပြင်က73စီမပြအောင်စီစဉ်ပေးနေတယ်လို့ဝန်ပိနဲ့အစိုးရအစီအစဉ်နဲ့လည်းစီပြေဝါရရှိရေလုံရဲလို့အောင်ကြည်သိန်းကပြောပါတယ်။ဒါအပြင်73စီတွေကိုပြည်သူအများလုံလုံလောက်လောက်သုံးနိုင်အောင်လုပ်ပေးနေရလို့ပြောတယ်လို့တရားဝင်73စီရောင်းချမှုရှိအောင် အလေးပေးလှုပ်ဆောင်ကြဖို့တူလောက်ခန့်ပြည်내ဝင်ကြီးတွေကိုအမိန့်ပေးသွားပါတယ်။ပြည်내ဝင်ကြီးတွေကလည်းပြည်내အတွင်း73စီမပြတ်အောင်စီဖြည့်ယုံတွေမှာစီဖြည့်ပန့်တွေထပ်တိုးသွားဖို့နဲ့စီဖြန့်ဖြူမှုမရအောင်လုပ်ဖို့တူလောက်ခန့်တွေကိုထပ်ဆင်အမိန့်ပေးပြောကြားသွားပါတယ်။လက်ရှိမော်လမြိုင်မှာအောက်တိန်92တူလီတာကို4500ကနေ9000ကျပ်လောက်ဈေးပေါင်နေပေမဲ့ဝယ်မရတာများတယ်လို့မြို့ကန်တုံးကပြောပါတယ်။ ဆက်လက်ပြီးအရင်ကထက်ပိုပူပေါင်းဖို့တွဲဆောင်ဆွေးနွေးတဲ့ဝါနဲ့မိုင်းလာခေါင်းဆောင်တွေအကြောင်းပြောပြချင်ပါတယ်။တရုတ်လက်ဝေခံနေဖြစ်ကြတဲ့ဝါနဲ့မိုင်းလာအဖွဲ့ကကိုစလဲအဖွဲ့တွေဟာရှမ်းပြည်နယ်ရှေ့ပိုင်းကအထူးဒေသလေးမိုင်းလာအဖွဲ့လိုလူသိများတဲ့ NDA ထိန်းချုပ်ဒေသမှာပြည်ဆောင်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။တရားဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်မှုဝါပီဒေသညညရဲ့ဘဟုကော်မတီအဖွဲ့ဝင် ဝပိတုတရားစီရင်ကော်မတီလီယိုင်ရှင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကမိုင်းလောက်ကိုလာရောက်ခဲ့တာလို့ဝဘက်ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ဘယ်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြတာလဲဆိုတော့ထုတ်ပြန်ချက်တွေမတွေ့ရပါဘူး။ရင်းဆက်ပြတ်ကျော်စုံစမ်းစစ်ဆေးမှုတွေအကျဉ်းသားတွေလွှဲပြောင်းတာနဲ့တရားရေးဆိုင်ရာဆိုင်ရာဆာရာနဲ့ဖလှယ်တာစတဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ်။ ဒါပြင်လက်ရှိဒေတာတွင်တရားဥပဒေစိုးမိုးရေးဆိုင်ရာလက်တွေ့အမှုစီရင်ချက်တွေနဲ့ချင်းကန်နီးတွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အထူးတက်ဆောင်ဆွေးနွေးမှုအပြီးမှာနှစ်ဖက်အဖွဲ့အစည်းတွေပုံမှန်ဖလှယ်ဆက်ဆံမှုကိုဆက်လက်ထိန်းသိမ်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု၊နယ်ပယ်ချဲ့ထည်မှုဆိုတဲ့ကတိပြုထားချက်တွေကိုထပ်မံအတည်ပြုခဲ့ကြတယ်လို့သိရှိရပါတယ်။ ဝါပီတူတရားစီရင်ကော်မတီကဒီမိတ်ဖက်ပူပေါင်းဆောင်ရွက်မှုဟာနန်းဆက်အုပ်ချုပ်ရေးခိုင်မာစေခြင်းဥပဒေစိုးမိုးရေးမြင့်တင်ခြင်းနဲ့ဒေသတွင်းတည်ငြိမ်မှုရေရှည်တည်တံ့စေရေးပံ့ပိုးကူညီလိမ့်မယ်လို့ပြောထားပါတယ်။ ဝါပီသိစီညညရေးတက်မတော့ UWS ထိန်းချုပ်နေမြေထဲမှာမတိမ်းမှုခုံမှုဓညမှုလူတက်မှုတွေနဲ့ပတ်သက်ပြီးကြီးလေးတဲ့ပြည်ထန်ချမှတ်မှုကိုအခုနောက်ပိုင်းလူလူထံအတိပေးထုတ်ပြန်ချက်တွေခက်ဆစ်စိတ်ထုတ်ပြန်နေပြီးတည်တံပေးတဲ့အထိစီရင်နေတာတွေ့ရပါတယ်။ပြည်ထောင်နဲ့ကနောက်ဆုံးသတင်းတွေနဲ့စစ်မှုထမ်းတင်နန်းစင်တွင်ပြပထွက်အလုံးလုံးခွင့်ပြုမယ်လို့မလုံးပေးလာတဲ့စစ်ကောင်ရှင်ဝင်ကြီးကြောင့်ပြောပြပါဦးမယ်။ လူဝင်ရလိုအပ်နေတဲ့စစ်ကောင်ရှင်တက်ကဆဲဆောင်မှုတရအနေနဲ့စစ်မှုထမ်းတနန်းစင်တွင်ပြပအတွက်အလုံးလုံးခွင့်ပြုမယ်လို့တည်ရရှိပါတယ်စစ်မှုထမ်းတွင်အလုံးလုံးခွင့်ပေးရင်ပတ်သက်ပြီးပြပအလို့ကန်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီရဲ့ပထမအဆုံးနေ့တိုင်းစီဝေးကိုပြီးခဲ့တဲ့နိုဝင်ဘာ၈ရက်ကပြုလုပ်ခဲ့ပါတယ်အဲ့ဒီစီဝေးကိုတက်ရောက်ခဲ့တဲ့စစ်ကောင်ရှင်ကအလို့သမားတူဝင်ကြီး ဝင်းရှိန်ကစစ်မှုထမ်းတာဝန်ခြေပွန်စွာထမ်းဆောင်ခဲ့သူတွေအနေနဲ့ပြည်ပနိုင်ငံကိုတွားရောက်လုပ်ကံခွင့်ပြုမဲ့အကြောင်းထည့်သွင်းပြောဆိုသွားတာပါစစ်မှုထမ်းစင်တွင်ဆန္ဒပြုတဲ့အလုတ်ကန်တွေရှာဖွေပေးတာအလုတ်ကန်လိုအပ်တဲ့လုံသားစင်းနဲ့အလုတ်ကန်ဆိုင်ရာအချက်အလက်တွေကိုစရင်ပြုစုတာစီစစ်ရွေးချယ်တာတွေလှူဆောင်မှုတူလောက်ခံတွေကို အမိတ်ပေးသွားပါတယ်ကြပြင်အဲ့ဒီလုပ်ငန်းကော်မတီဥက္ကဋ္ဌတာဝန်လဲရထားတဲ့သူကအစိုးရအချင်းချင်းဆီလို့တဲ့ G2G စနစ်အပါအဝင်စစ်မှုထမ်းနဲ့ပြည်ပ မှာအလုံးလုံးခွင့်ရရေးလိုအပ်တဲ့အကူအညီတွေပေးဖို့ညွှန်ကြားခဲ့တယ်လို့လည်းစစ်ကောင်ပြင်းလို့တမဝင်စည်းဌာနရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်ဂျပန်ဆန္ဒပြုတဲ့လုပ်ငန်းနဲ့တက်ဆိုင်တဲ့အသက်မိုးဝမ်းကြောင်းဆိုင်ရာတင်နန်းတွေတက်ရောက်နိုင်မှုအတွက်တမွေးတင်နန်းကြောင်းတွေဖွင့်လှစ်ထားတဲ့တက်ဆိုင်ရာဝန်ကြီးဌာနတွေအစိုးရပုတ်ကလစ်ကတင်နန်းကြောင်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးဖို့အထူးလှုပ်ဆောင်မှုလည်းဦးဝင်းစိန်ကပြောပါတယ် တကယ်လက်တွေ့မှာတော့စစ်မှုထမ်းတပ်အကြုံးဝင်တဲ့လူငယ်မျိုးသားတွေကိုပြပထွာလုံလုံခွင့်နဲ့ပတ်သက်ပြီးနှီးမျိုးစုံနဲ့စစ်ကော်မရှင်လောက်ခံတွေကလိုက်ရန်တင်းကျပ်နေပါတယ်။ပြီးခဲ့တဲ့2024ဧပြီလကစလို့စစ်မှုထမ်းအပတ်စဉ်တစ်ကိုစကန်တင်ခဲ့ပြီးအခုဆိုရင်အပတ်စဉ်ဆက်ရှိသည့်ရောက်ရှိလာခဲ့ကလူငယ်လူရွယ်ကိုတောင်လောင်အထက်မှဆုဆောင်ခံသာရပြီးတော့နားလည်ရပါတယ်။ နောက်ဆုံးပြပါသတင်းလေးနဲ့မပြောသည့်တိတ်ကဲအမှုပညာရှင်ဖန်တီးတဲ့ရွှေရင်သာဒေါ်လာ၁၀သန်းနဲ့လေလံတင်မဲ့အကြောင်းပြပြရင်ဒီနေ့အတွက်ကျမရင်သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရနာလိုက်ချင်ပါရဲ့ရှင်။ရွှေသားနဲ့ပြုလုပ်ထားတဲ့ကမ္ဘာတံမောအရှိဆုံးဘိုးထိုင်အင်နာကွက်ကိုရောင်းချဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။အီတလီဗဟုဇရာ မော်ရီဇီယိုကက်တလန်ရဲ့အမေရိကလို အမိပေးထားတဲ့ရွှေသားအင်နာကွက်ဗဟုလက်ရောက်ကိုလေလံတင်ရောင်းချတော့မယ်လို့ ဆိုတီဗီလီလန်ကုမ္ပဏီကြီးကတောက်ကြနေတော့ကကြီးညာလိုက်တာပါလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာကျင်းပမယ့်လူရောက်လီလန်ပွဲမှာရောင်းချသွားမှာဖြစ်ပြီးတော့ရွှေသား223ပေါင်ကျော်နဲ့ဖန်တီးထားတာဖြစ်တဲ့လျောက်လက်ရှိပေါက်ဈေးအတိုင်းအမေရိကန်ဒေါ်လာ10တန်းနဲ့စံခေစင်းဖြွေပြီးရောင်းချသွားမှာဖြစ်ပါတယ် ဒီလိုကုန်ကျန်းတံမိုးနဲ့ကြံခင်စီကိုတိုက်ရိုက်ချိတ်ဆက်ထားတာဟာကုန်ပစ္စည်းတံမိုးနဲ့အမှုပညာတံမိုးကြားကွာခြားချက်ကိုမိခွန်ထုတ်တဲ့ကက်တယ်လန်ရဲ့ရည်ရွယ်ချက်ကိုထင်ဟပ်စေတယ်လို့ဆိုတီဘီကဆိုပါတယ်အမေရိကန်လိုအမိပေးထားတဲ့ဆွေးနွေးတာဟာအမှန်တကယ်အသုံးပြုလို့ရပြီးကြေဝမှုအပေါ်တယောလောင်ပြောင်းထားတဲ့လက်ရာဖြစ်ပါတယ်။ဒီလက်ရာကို2016-2019ခုနှစ်အတွင်းနယူးယောက်မြို့က ကရန်ဟိုင်းပြတိုင်းမှာစတင်ပြသခဲ့ပြီး2019ခုနှစ်တုန်းကပြည်တိုင်နန်းတော်ကနေအခုခံခဲ့ရလို့နာမည်ကြီးခဲ့ပါတယ်။ကတလန်ရဲ့နာမည်ကြီးငပြောကြီးတိတ်ကက်လေးရာကွန်မဒီယန်ဟာ2024ခုနှစ်တုန်းကဒေါ်လာ6.2တန်နဲ့ရောင်းချခဲ့ရပါတယ်။ တီရွှေရင်သာကိုနိုဝင်ဘာ၈ရက်ကတည်းကအများပြည်သူကြီးရှုပ်ခွင့်ပေးထားပေမဲ့အတုံးပြုခွင့်နဲ့ရေးဆဲချခွင့်တော့မပြုထားပါဘူး။ MP ရဲ့တနေ့တာကြူကြရဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုစုံနေကြီးရှုပ်အားပေးသူအလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပြည်သူပိသားပါကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝမော်ရီပြကြပါစေရှင်။